ွန်မန်ဒီလာရေးတယ်သူစုမချလို့တယ်ပြီးခဲ့တဲ့ဟိုကတော့လည်းဘာလို့ဘာလို့မချလဲဆိုတော့ဘာလို့လဲမသိဘူးကြောက်တာလည်းပါတယ်ဗျနော်စတိတ်စင်ကိုကွာတွားယူမှာစုချရတဲ့ခါကြတော့ရှင်သူပေးတဲ့တည်းလည်းအများကြီးရှိရလေအဲ့ကောင်မန်ဒီလာရေးကြအမရဲဘာလို့လဲကျွန်တော်တို့မင်းသားလေးကိုစုမချလဲဆိုတော့အော်အေးဟုတ်ကဲ့ပဲငါစုချမှာမိနေရလို့မိနေလည်းပါတယ်နောက်တော့ဟိုကလည်းသူတို့အာယုံပြတ်သွားမှာဆိုတာအဲ့လိုမျိုးအလုံးလုံးနေတဲ့အချိန်မှာအာယုံပြတ်သွားမှလည်းစိုးရယ်ပေါ့နော်အဲ့လိုကြောင့်လို့တော့သူကလက်မလဲဘူးလေစုချနေကြတဲ့လူကလက်မလဲကြအောင်ဆိုတော့အဲ့လိုမျိုးဆိုတော့ကိုကနောက်ချက်ဖြစ်မှလည်းစိုးလို့ ကူကတော့မိကိုတက်တလုံးသစ္စာရှိရှိချက်နိုင်မှာလားတက်တလုံးချက်သွားပါမယ်လို့ကိုခရီးပြပါခန်းလေးကိုယူအရင်ချက် ကြွညာရေးတက်လာတာတွေ့တယ်နောက်တော့ဒီမှာရှားတို့ဗောနော်မောင်နှမတွေအကုန်လုံးဒါအမှုပညာမောင်နှမတွေဒါအကိုခန့်စီသူဆိုလို့ရှိရင်လည်းဒါကိုကလေးဘွားတွေရောဗောနော်အကိုကတင်ပြပြပြပေးတယ်ရိုက်ခွေးမှဆိုရင်မျက်ချက်ချမ်းနေမှာတော့မမတို့ဗောနော်အဲ့တုန်းကအကိုကလည်းသဘောကောင်းနေတာအကိုကိုယ်တိုင်လည်းဖိတ်တယ်ဗောနော်အဲကြောင့်မလို့ညီမလေးရှားရဲ့ပြီးတော့သူတာတို့ဟင်းရတူတို့ဗောနော်အကောင်လုံးဒါမောင်နှမတွေဖြစ်နေအောင်အကောင်လုံးကအဲ့တော့မလာပြီးမှတက်ရောက်ပြီးတော့အားပေးတာပါရှင်။အော်အကိုကရိုက်ခွင့်မှဆိုလို့ရှင်။ဟာအကိုကအကောင်လုံးလေတေးဥဆောင်အကောင်လုံးကသူကတင်ပေးတာ ိုကိုလေးစားရတဲ့အကူတွေမှာပါတာပေါ့နော်အကူကတရုတ်ဆောင်တွေအကုန်လုံးကိုရိုက်ကွင်းရောက်ပြီဆိုလို့ရှိရင်သူကအဲ့လိုမျိုး monitor ကြီးကြည့်ပြီးတော့မှသူကအဲ့လိုနေမင်းသားလုပ်ပေးမယ်လဲသူကဝင်ဝင်တင်ပေးတယ်အကူကဘယ်လိုလေးလုပ်ရမလဲဒီလိုလေးအိုင်တင်လေးလုပ်ရမလဲညီမလေးဒီလိုဆိုပြီးတော့မှအဲ့လိုမျိုးလေးပေါ့ပင်ညမလိုအပ်လဲလိုအပ်တဲ့ဟာလေးတွေပေါ့နော်ပြောပြပေးတယ်အဲ့လိုမျိုးလေးတွေဟုတ်အကူနဲ့အများကြီးရိုက်ထားဘူးတယ်ဟုတ်ကလေးဘွားအများကြီးပြောက်ထားဘူးတဲ့ချိန်ကျတော့အများကြီးအမှတ်တရတွေရှိတယ်အဲ့တော့မို့ဒီမျက်ချက်ချန်နေမှာဆိုရင် အရင်လဲစော့တော့မရှူတင်ရောက်ပြီဆိုတော့လည်းစော့တယ်မခိုင်တော့နဲ့လားမခိုင်တင်းကြီးတော့နဲ့လေဒိုးဆက်တွေစော့ရတယ်အန်ဒီခင်မမကြီးတော့နဲ့အာအရင်ပြုတ်ဖို့ကောင်းတယ်ဝိုင်းစုတော့အဲ့တော့ဝိုင်းစုခိုင်တင်းတော့အဲအဲ့ချိန်တော့ညီမဝိုင်းစုနဲ့ဆိုရင်ရွယ်တူတော့ပေါ့ညီမတော့ပြုတ်ကုန်ပြီတော့ကောင်းတယ်ဟုတ်မိမိလားမိမိကကြတော့ရိုက်နေတယ် ဟုတ်မတွေ့ရကြပြီဆိုတော့ဖြည့်တဲ့အတိုင်းရိုက်နေဟုတ်အဲကျမကြီးကောင်းပါတယ်ကောင်းလားဆိုတော့နည်းနည်းပင်မနာလေးတခုပဲပေါ့နော်အဲ့လိုမျိုးဆေးရည်ပါးတောက်ရတယ်အဲ့လိုလေးရရှိတာပေါ့နော်အားစေးလေးတောက်ရတယ်သူကလည်းနည်းနည်းပေးတယ်လေးတည့်အတိုင်းအဲ့လိုမျိုးလေးဆိုတော့ဟုတ်အခုလုံးစက်တော့သူဇလန်တွဲဝင်နေပါတယ်ဟုတ်မရှိတော့အခုဆိုင်ဆိုင်နဲ့လုံးပန်းနေရတယ်ဆိုင်နဲ့လုံးပန်းနေရတယ်ဒီရိုက်ကူးရေးလေးတွေကတော့လောလောဆယ်ပေါ့နော်ဟောမရှိသေးဘူးဟုတ်ပြောရတာလေးတော့ရှိတယ်ဒါပေမဲ့လာရွှေ့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 ွာနောက်ကိုရွှေ့ရွှေ့နေတယ် ဘာလို့လဲဆိုတော့ဒါစီးပွားရေးလုပ်တယ်ဆိုတော့ကိုယ်အသက်တွေရဲ့တခုရောက်လာပြီးဒီအနုပညာအလုပ်အင်းနဲ့ပဲရက်တည်လို့မရဘူးလေအဲ့တော့မျိုးဒီစီးပွားရေးလိုရဲ့ဝါဒနာပါတယ်စီးပွားရေးလက်လုပ်တယ်ဒီအလားပြန်ဆိုင်ဆိုတော့လည်းကိုယ်ဝါဒနာပါတဲ့အလုပ်ပဲလေအဲ့လိုမျိုးကြောင့်စီးပွားရေးလက်လုပ်ချင်တယ်ဒါပတ်စံဝင်တဲ့လုပ်လေဒီအနုပညာကကြတော့ကိုယ်ကပြောမှဆိုလို့ရှိရင်များတော့အဖြစ်ရပေးဆက်ရတာများတယ်အမဘွားတစ်လျှောက်လုံးဒါအနုပညာနဲ့အမငငယ်လေးတရားဆိုလို့ရှိရင်သိပြီးတော့မှဟိုအများကြီးရတာဆိုတာမရှိဘူးကွာအရင်စုမိစောင်းမိတာတော့မရှိဘူးဒါနဲ့တော့ရက်တည်ခဲ့တာပဲအမှုပညာနဲ့ရက်တည်ခဲ့ပေမဲ့ဒါပေမဲ့ ဒီအရေးကိုမစွန့်လွတ်နိုင်ဘူးအဲ့လိုရင်ဆိုအရွယ်တစ်ခုရောက်လာပြီဆိုတော့ဘာဖြစ်ဖြစ်အမှုပညာလည်းလုပ်ရင်းနေပါတော့ဒီဟိုကစီးပွားရေးလည်းလုပ်ရင်းအဲ့လိုမျိုးနှစ်ခုစလုံးကတော့ပြိုင်လို့လုပ်တာသမုတ်တရားကြီးကိုလေးကြီးလေးဆက်ကိုယ်တော့ဆိုပြတာလိုက်တာပွဲမှာလည်းမောင်လေးက ွာလာပြီးဖိတ်ထားတာပေါ့နော်အမကမောင်လေးမွေးနေပေါ့နော်လာဖို့ဆိုအမလိုက်တာပွဲမှာဖြစ်ချင်တော့အမကဟိုလက်မောင်ကွာဖြစ်နေအခုအချိန်ကြီးမတက်တာလေးလက်မောင်ဒီဘက်အယုတ်ရောက်လာတာပါလားမသိဘူးအဲ့လိုဖြစ်နေချင်ကြတော့ညဘက်လည်းဖြစ်တယ်နောက်တော့မိုးကလည်းရွာနေရချင်တော့ကားမောင်းလို့အဆင်မပြေရချင်တော့အဲ့ပွဲကိုမသွားပြစ်လိုက်ရအောင်မသွားပြစ်လိုက်ရချင်တော့ဒီရွှေပြည်တာပွဲကြတော့ကိုတောင်းဝေနဲ့ကိုတောင်းဝေလည်းလာပြောတာညီမလေးအကိုလည်းမွေးနေမသွားလိုက်ရအောင်သွားကြမယ်ဆိုပြီးတော့မှအဲ့ဒါနဲ့သွားပြေးလိုက်တာဟုတ်မောင်လေးရောအရင်ချစ်တယ်အော် ော်ဇက်ကူမှာဒါပြောမှာဆိုရင်အဲ့တချင်းကိုဒီမြန်မာပြည်ပေါ့နော်မြန်မာပြည်လို့ပဲပြောမှာမြန်မာပြည်မှာစသိတ်စင်မှာဆိုတာအဲ့နေ့ကပထမဆုံးပဲအဲ့တချင်းလေးကိုဆိုတာပေါ့နော်ဟိုဘန်ကောက်မှာတော့အမ်ပလက်မှာတော့ဆိုခဲ့တယ်အဲဒါကတော့ဟိုဘာတော့မိမိတို့အတွေ့အကြုံပေါ့ မိမိတို့အတွက်အတွက်ဒါဘောနော်ကိုက surprise အနေနဲ့အဲ့မှာဆိုပေးခဲ့တာဗောနော်ဒီမြန်မာပြည်မှာကျတော့ဒီစိတ်စင်ကမောင်လေးရဲ့ပွဲမှာပထမဆုံးစိတ်စင်ပေါ်မှာတက်ပြီးတော့မှဆိုတာဗောနော်အဲ့လိုပထမဆုံးဆိုရတဲ့အချိန်ကျတော့အနောက်မှာလည်း project တိုင်းကျတော့နည်းနည်းစိတ်စိတ်တော့လှုပ်ရှားတာဗောနော်အဲ့လိုမျိုးတော့ရှိရဲပထမဆုံးစိတ်စင်ပြန်တက်ရတာဗောနော်မတက်တာလည်းကြာပြီ哦ဒီ Z state စင်တော့အရင်တော့ကျတော့ဇက်ပွဲပြီးမှဆိုခဲ့ပေမဲ့လည်းကိုဆိုပြီးရနဲ့ပြန်ကိုဆိုပြီးရနဲ့ပြန်ဆိုတော့ဒါကကျတော့ဖြစ်ချင်တော့ကိုနဲ့လည်းမောင်နှမတွေလို့ခင်နေရဲမောင်လေးနဲ့ဗောနော်အဲ့လိုမျိုးလေးမောင်လေးနဲ့လည်းတချင်းရိုက်ထားတယ်ဆိုတော့ ဒါပြန်ပြီးတော့မှပထမဆုံးဆိုရတဲ့အချိန်ကနည်းနည်းတော့စိတ်လှုပ်ရှားတော့ဟုတ်ညချတာဟောအော်ဝမ်းတာပါတယ်ဘာဖြစ်ဖြစ်မောင်လေးကကိုယ်မောင်လေးအရင်လို့ဖြစ်နေပါတော့မောင်လေးအရင်လို့ဖြစ်နေအချိန်ကတော့သူအောင်မြင်မှုကိုအတွက်ပီတိလည်းဖြစ်တယ်ဝမ်းလည်းတာပါတယ်အော်မောင်လေးနဲ့ကပြောမယ်ဆိုလို့ရှိရင်အမကခွာလောက်ရှိပြီအသက်73နှစ်တဲ့အမကဇက်တပင်အရန်ချစ်တာ အဲ့လိုအမအရန်ငငယ်လေးတရားပေါ့နော်စက်ဖက်တတပင်နဲ့ပတ်သက်ပြီးတော့မှအမတ်တရားတွေလည်းအများကြီးရှိရဲအမတို့ကကြတော့ဒီအမှုပညာကိုစပြီးတော့မှဒီပေါ့နော်အမှုပညာဓမ္မကြီးနဲ့သိရတာဒီအမတို့နေလာတဲ့အချိန်မှာဒီဇက်တပင်နဲ့ကချင်ပြည်နယ်ပမော်လေးအဲ့လိုမျိုးဆိုအမတို့မြို့ကတအားအားပေးတာဇက်တပင်လာလို့ရှင်အားပေးတဲ့အချိန်ကျတော့ဟိုမိဘတွေကလည်းပွဲလာပြီးဆိုတော့လည်းသွားတယ်အဲ့တော့အမတို့ခေတုံးကဆိုလို့ရှင်ဟိုပါပေါ့ ဗာလေမန္တလေးသိန်းစောတို့အမတို့ကလေးပူလေးရွေးရှေပူပူစီတောက်တောက်လေးအဲ့လိုမျိုးတိတက်ဆာရွေလေးပေါ့နော်အဲ့တော့မန္တလေးသိန်းစောတို့လာတယ်ပြီးတဲ့ခါတော့ကျအမနည်းနည်းအရွယ်ရောက်လာတဲ့အချိန်မှာဟိုဟာပေါ့ဟိုဝင်းနောင်လို့လားအော်ပေါ့နော်ကိုဝင်းနောင်တို့အဲအဲခစ်တွေပေါ့နော်အဲ့လိုမျိုးခစ်တွေချင်းတို့အမဆိုတော့အရန်ကြည့်ခဲ့တာပွဲအရန်ကြည့်ခဲ့တယ်ဒီအမဒီ6ရက်10ရက်လောက်မှမှစပြီးတော့မှဒီစာဘက်ကိုလောက်ရတဲ့အချိန်ကျတော့နောက်တော့ရန်ကုန်ပြောင်းလာတဲ့အချိန်ကတော့မကြည့်ပြတ်တော့တာအမအသက်73နှစ်တမီးသေးရဒီဇက်တပင်ကိုအရန်ကြည့်လို့တော့အမေတို့တောင်ဆက်လန်တာ ပွဲ6ညစလုံးလုံးကြည်တာပွဲ6ညစလုံးလုံးကြည်ရမအိတ်မနေဘူးနော်တညလုံးထိုင်ကြည်တာဇက်တိတ်စင်ခုံပေါ်မှာထိုင်ကြည်တယ်ထိုင်ကြည်ပြီးတော့မှ6ညစလုံးမပြတ်ဘူးကြည်တဲ့အချိန်ကအမေတို့ဆိုလို့ရှင်စလန်တာတယ်နင်ကစလန်တာဝါးတိလာတယ်အလောက်ထိအမေတငယ်ချင်းတွေဆိုလို့အခုချိန်ကြီးပြောတော့ဇက်တပင်ကိုအလောက်ထိဘောနော်ကိုကအားပေးတာဘောနော်အဲ့လိုမျိုးအားပေးခဲ့တာအားပေးခဲ့တဲ့အချိန်ကတော့ အဲ့ကနေအသက်73နဲ့အဲ6ညကြည့်ပြီးတဲ့ကနေယနေ့ချိန်ကြီးမကြည့်တော့တာဒီမောင်လေးရဲ့တောင်းကလာပွဲကိုမောင်လေးစကားတဲ့ပွဲကိုစကြည့်တာကြည့်တဲ့ချိန်ကျတော့အမအမစခင်တာပဲမနော်ဟိုခင်တဲ့ချိန်ကျတော့တချင်းရိုက်ဖို့လည်းရှိတဲ့ချိန်ကျတော့မောင်လေးရိုက်ပေးမလားဆိုတော့အဲ့နဲ့ရိုက်ပေးမယ်မားတယ်ဆိုတော့သူပြောလာတာပြောလာတဲ့ချိန်တော့ဂျားထဲမှာလည်းလေဝေးပွဲအောင်မြင်တော့ဟဲ့နီရိုက်ပေးပါမလားငါ့ကိုဆိုလေရိုက်ပေးမယ်လေအမပြောလာတာပဲရိုက်ပေးမှာဗောတယ်ဆိုတော့အေးဟုတ်ပြီရိုက်ကြမယ်ဆိုမှရိုက်ပြစ်သွားတာဟုတ်ဒါပြောပါတော့သူတက်တက်ပဲလေ သူ့ကိုပြောတယ်သူ့ကိုခဏနဆာနေတသက်ပဲလို့နေဒါနေအစိတ်ရှိဘူးလေကျွန်တော်ပြောမှာဆိုလို့ရှိရင်ဒါအသက်73နှစ်တမီးတရားနဲ့မကြည့်တာဆိုတော့ဒါနေအစိတ်နေအစိတ်မှာသူ့ရဲ့ပထမဆုံးဇက်တပင်ကိုပထမဆုံးကြည့်ဘူးတော့အဲပထမဆုံးကြည့်ဘူးလေဆိုတော့အေးပေါ့အဲအဲပထမဆုံးပါပဲဟုတ်ဟုတ်တော့တယ်ကောင်းလေးတော့တယ်ဘာလို့လဲဆိုတော့အရင်အပထမဆုံးကြည့်တဲ့ပွဲမှာပဲသူအော်တ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 ာပဲလို့သူကြိုးစားတယ်ပထမဆုံးကြည့်ရပဲလေအမတို့ကြည့်တဲ့ပွဲမှာဟောတော်တော်ကြိုးစားတာပဲဆိုတော့သူကမှအော်ဒါဘာဖြစ်ဖြစ် ဇက်တပင်လောကပြန်ပြီးတော့မှပေါ့နော်ပြန်ဒါပေါက်လာတဲ့အတွက်ပေါ့နော်ဝမ်းတာတယ်အမကဂျားထဲမှာတစ်ခါမှလေးဘယ်ဇက်တပင်နေနာမည်ကြီးတစ်ခါမှလေးမကြည့်ဘူးမကြည့်ဖြစ်တော့တာပေါ့နော်ဘာလို့မကြည့်ဖြစ်တာလဲဆိုတဲ့အကြောင်းရင်းကတော့အမဒီဘက်မှာဟိုဒီဗီဒီယိုလောကရဲ့ဒီဈေးဘွက်တော်လောကရဲ့ရောက်သွားတဲ့အချိန်ကဒီဇက်နဲ့ဝေးသွားတာ ဒီဇက်တပင်လောကနဲ့ပေါ့နော်ဒါပေမဲ့တခုရှိတာအမဇက်ပွဲတွေမှာတချင်းသွတ်ဆို့လို့ရှင်ဆိုပြီးရင်ပြန်ဆိုပြီးရင်ပြန်အဲ့လိုမျိုးပဲအမတို့ကြောင့်တရုတ်ဆောင်အနေနဲ့သွတ်ဆို့ပြီးရတာလေဆိုပြီးသွားလို့ရှင်တချင်းဆိုပြီးရတဲ့ state စင်မောအဲ့ဒါစင်းမီဆိုတဲ့ကားပေါ်တက်ပြန်အဲ့လိုမျိုးနဲ့ပဲဆိုတော့အမတို့မကြည့်ပြခဲ့ဘူးဇက်တပင်တော့ဒါပထမဆုံးသူ့ရဲ့ပွဲမှာပထမဆုံးကြည့်ပြတာပေါ့ဟုတ်ဇက်ကိုကြိတ်တယ်ကဲပြီလားပြေးပါဟုတ်ဟုတ်ကိုကိုရယ်ဟောတာအောင်စမှုရဲ့ဒီဘက်ကိုကိုယ်ကိုရရှိခဲ့တယ်ဟုတ်ဒါသဘောကျတော့ဒါနောက်ပွဲ အဲ့မချပြစ်ဘူးအဲ့တော့ကောမန်ဒီလာရေးတယ်သူ့ကိုစုမချလို့တယ်ပြီးခဲ့တဲ့ဟိုဟာတော့ကလည်းဘာလို့ဘာလို့မချလဲဆိုတော့ဘာလို့လဲမသိဘူးကြောက်တာလည်းပါတော့နော်စိတ်စင်မကွာတွားယူစုချရတဲ့ခါကြောင့်လို့ရှိရင်သူ့ပေးတက်တယ်အများကြီးရှိတယ်လေအဲ့တော့ကောမန်ဒီလာရေးကြအမရဲဘာလို့လဲကျွန်တော်တို့မင်းသားလေးကိုလည်းစုမချရလဲဆိုတော့အော်အေးဟုတ်ကဲ့ပဲငါစုချမှာမိနေရလို့မိတာလည်းပါတယ်နောက်တော့ဟိုကလည်းသူတို့အာယုံပြတ်သွားမှာဆိုတာ အဲ့လိုမျိုးအလုံးလုံးနေတဲ့အချိန်မှာအာယုံပြတ်သွားမှလည်းစိုးရယ်ပေါ့နော်အဲ့လိုကြောင့်မို့နောက်တော့သူကလက်မလဲဘူးလေစူချနေကြရလေလူကလက်မလဲကြအောင်ဆိုတော့အဲ့လိုမျိုးဆိုတော့ကိုကနောက်ချက်ဖြစ်မှလည်းစိုးလို့အားပေးတာပေါ့နော်မောင်လေးကအားပေးတယ်အားပေးတာဟုတ်အကုန်လုံးအားပေးတယ်ပြောမှဆိုလို့ရှိရင်လူပညာတော်မကြီးဆိုလို့ရှိရင်အချင်းချင်းအကုန်လုံးချစ်တယ်အဲဖေးမကျင်တယ်အားပေးတယ်အမကဒါဘာလို့မစိုးပါ ပေါ့နော်အကောင်လုံးမောင်နှမတွေလိုချစ်ကြတယ်အကောင်လုံးလေးအဲ့လိုမျိုးရင်းနေနေနဲ့ဒါစားကြမယ်သွားကြမယ်တောက်ကြမယ်အဲအလုပ်လုပ်ကြမယ်ဒီလိုမျိုးပေါ့နော်တိုင်းတိုင်းမင်းမင်းနဲ့အဲ့လိုမျိုးလေးလုပ်ကြမယ်အမကကြောက်အဲ့လိုမျိုးစိတ်ပဲရှိတာမဟုတ်လို့လေဟုတ်အကောင်လုံးချစ်တယ်သူ့မှာမဟုတ်ဘူးအကောင်လုံးချစ်တယ်အမှုပြရတော့မှဆိုရင်အကောင်ချစ်ပြီးသားလေးစားပါလေဘာလို့လဲဆိုတော့ तू တော့ပါလေဟိုသူအလုပ်လုပ်တာတီတီကြကြလုပ်တယ်သူ့ဟာလေးနဲ့သူပေါ့နော်စူးစားရှာတယ်ပြောမှဆိုရင်ဒီလောက်အသက်ရွယ်နဲ့စူးစားရတယ်မနော်တိခဏနိုင်နေဆိုတော့အင်အားအဲ့ဒါမှမဟုတ်တော့နော်သူဒါတော်တော်လေးကိုအမှုပညာချစ်လို့ဒီဇက်တပင်ကိုချစ်လို့ပေါ့နော် နုပညာလုတ်လုတ်တယ်ပေါ့နော်အဲ့ဒါတော့တိခတ်နိုင်တဲ့အားလေးကိုတော့ချီးကျူးပါတယ်ဟုတ်အဲ့မိုးငါမဟုတ်ပါဘူးပြပလာတာလေအဲ့ကျွန်တော်တို့လည်းဘီးနှောင်းမှာရှိရလေရှောက်ပြောနေတာအဲ့အဲ့ရလေတလားပေါက်တက်ခဲ့ရတလားမီဒီယာကြီးကတင်တာဟုတ်မအဲ့လိုမျိုးအကုန်လုံးရှိရလေအဟိုဟာတငယ်ချင်းရဲ့မွေးနေ့အကုန်လုံး ဟိုဒီလာပြီတို့လည်းရှိရယ်ယာစာတို့လည်းရှိရယ်အကုန်လုံးရှိရတယ်မှာဒါဗီဒီယိုရိုက်ထားတာအကုန်လုံးပတ်ပတ်လည်းဗီဒီယိုရိုက်တဲ့အချိန်မှာ screen shot ရိုက်ပြီးတော့မှတင်လိုက်တာလေအဲအဲ့တော့မဟုတ်ငါမှလည်းမသိဘူးတင်တဲ့မီဒီယာလည်းမဟုတ်ငါမှလည်းမသိပလာတာမှမသိလာဖို့ရှိတယ်အခုလောလောဆယ်တချင်းဟိုပါသေးဆရာလာပေးတာပါနော်ပေးတာဆိုတာဒီဟိုပါပထမတချင်းလူသားရထွက်ပြီးရက်ပိုင်းမဲ့ရှိသေးတယ်အမရဲ့အတန်ကာလာလေးနဲ့လိုက်တယ်တဲ့သေးဆရာမှာပါနော်သေးဆရာမှာတယောက်ကနေပြီးတော့မှလာပေးတာတယ်အဲအသေးကွဲတချင်းလေး အဲအသေးကွဲတခြင်းလေးကိုနော်ပိတ်ဆက်ရတဲ့တခြင်းလေးအဲ့လိုမျိုးလေးအသေးကွဲတခြင်းလေးအဲ့လိုမျိုးဆိုတော့ဒါအမအဖြစ်နဲ့လည်းတိုက်ဆိုင်နေတဲ့အတွက်ပေါ့နော်ဒီတခြင်းလေးကိုတော့ဟိုပေါ့အမနည်းနည်းလေးအေးဆေးဆေးလေးလှုပ်ချင်တယ်အခုလောလောဆယ်စီးပွားရေးဘက်ကိုဦးစားပေးနေရဆိုတော့လေအဲ့လိုမျိုးတခြင်းလေးကိုလည်းလှုပ်ဖို့အစီအစဉ်ရှိတယ်အဲ့တပုတ်လေးလည်းလာအောင်မယ်